အားလုံးပဲမင်္ဂလာပါ MC Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးချင်တဲ့မူခင်အကြောင်းအရာတော့ဂါရမာရာလို့ခေါ်တဲ့ဂါရလူတက်မှုအကြောင်းပဲဖြစ်တယ်ဘာလို့အဲ့လိုဂါရမာရာလို့ခေါ်လဲဆိုတော့ယနေ့ခေတ်ဩစတြေးလျနိုင်ငံ Queensland Colony နေမြေဂါရမြို့နေပြီးတော့တည်တရမ9မိုင်ခန့်အကွာမှာ မောင်နှမ3ဦးဖျက်သိမ်းခံရတဲ့အကပွဲကနေပြီးတော့ပြန်လာတဲ့1898ခုနှစ်ဒီဇင်ဘာလ26ရက်နေ့ကနေ29ရက်နေ့ကြာ ည10နာရီနေပြီးတော့နက်နက်6နာရီအတွင်းမှာသူတို့မောင်နှမ3ဦးရဲရဲဆက်ဆက်တပ်ဖြတ်ခံလိုက်ရတဲ့မှုခင်တစ်ခုအကြောင်းအရာကိုဆိုလိုတာဖြစ်တယ်။အဲ့တော့ကျွန်တော်မှုခင်အကြောင်းအရာကိုဆက်မပြောခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မှုခင်အကြောင်းအရာကိုတွားလိုက်ရအောင်။မာဖီမိသားစုဟာဂါတန်မြို့ကနေပြီးတော့10မိုင်လောက်ဝေးတဲ့အဲ့ဒီခေတ်အခါက Queensland Colony နယ်မြေရဲ့မြို့တော်ဖြစ်တဲ့ ဘရဇဘိန်မြို့ရဲ့အနောက်ဘက်63မိုင်ခန့်အကွာမှာရှိတယ်။ Black Pharaoh Creek ဆိုတဲ့လေယာမြေတစ်ခုကို ပိုင်ဆိုင်ပြီးတော့လေယာမြေလုပ်ငန်းလုပ်ကိုင်ကြတဲ့မိသားစုတွေဖြစ်ကြတယ်။1900တခုနှစ်တကောင်စင်းအရာဂါတမ်မြို့ရဲ့လူဦးရေက449ဦးပဲရှိတာဖြစ်တယ်။1900ဆိုနောက်ပိုင်းမှာတော့ဂါတမ်မြို့ဟာ ပရဇဘိန်းနဲ့ဒါလင်တောင်းကြားမှာရှိတဲ့လမ်းမကြီးပေါ်မှာအဓိကတည်ရှိနေတဲ့နေရာတစ်ခုဖြစ်လာပြီးတော့တရားကြီးနှစ်ခုနဲ့မြင်းရထားလမ်းပါရှိတဲ့အတွက်ကြောင့်ဂါတမ်မြို့ဟာခရံရဲ့အတွက် လင်မြန်စွာတိုးချဲ့ပြောင်းလဲနေတဲ့ဝန်ဆောင်မှုဘိုလ်ချက်တစ်ခုဖြစ်လာခဲ့တယ်။ဂါတမ်လူတက်မှုမှာတည်ဆုံးခဲ့တဲ့မာဖီမိသားစုဝင်၃ဦးရဲ့မိဘတွေကတော့ဒန်နီယယ်နဲ့မယ်ရီမာဖီတို့ပဲဖြစ်တယ်။ ူတို့ကဩစတြေးလျနိုင်ငံကွင်းစလန်ပြည်နယ်ကတ်တန်ခရိုင်မှာ လေယာဉ်လုပ်ငန်းလုပ်ကင်ပြီးအခြေချနေထိုင်ကြတဲ့အိုင်ယာလန်လူမျိုးရွှေ့ပြောင်းနေထိုင်သူတွေပဲဖြစ်ကြတယ်။ဒန်နီယယ်နဲ့မေရီမာဖီတို့မှာစုစုပေါင်းကလေး၁၀ဦးရှိတယ်။သူတို့တွေကတော့ဒန်နီယယ်မာဖီ၊မိုက်ကယ်မာဖီ၊ဂျွန်မာဖီနဲ့ဂျီရမီ၊ပက်ထရစ်၊ဝီလျံ၊ပိုလီနဲ့နိုရာ၊ကက်သရင်း၊အယ်လင်တို့ပဲဖြစ်ကြတယ်။ အဲ့ဒီထဲမှာမအသက်ခံရတဲ့သူတွေကတော့အသက်29နှစ်အရွယ်မိုက်ကယ်မာဖီနဲ့သူ့ရဲ့ညီမတွေဖြစ်ကြတဲ့အသက်28နှစ်အရွယ်နိုရာနဲ့အသက်16နှစ်အရွယ်အယ်လင်တို့ပဲဖြစ်တယ်။မိုက်ကယ်မာဖီနဲ့သူ့ရဲ့အကိုဒန်နီယယ်မာဖီတို့ကဂါတန်မြို့ကနေထွက်ခွာသွားခဲ့ကြပြီးတော့မိုက်ကယ်ကဝက်စ်ဘရအနီးမှာရှိတဲ့အစိုးရလယ်မြေတွေမှာအလုပ်လုပ်ကြခဲ့တယ်။သူ့အကိုဒန်နီယယ်ကတော့ ဘရစပင်းရဲဌာနမှာရဲတပ်ဖွဲ့ဝင်တကူအဖြစ်လောက်ကင်ခဲ့တယ်။ဒီလိုနဲ့ခရစ်စမတ်အားလာရဲ့ရောက်လာတဲ့အခါမှာမိုက်ကယ်ကအင်ကိုပြန်လာခဲ့ပြီးတော့1898ခုနှစ်ဒီဇင်ဘာလ26ရက်ဘောက်ဇင်ဒေးလို့ခေါ်တဲ့ခရစ်စမတ်ရက်ပြည်တဲ့နောက်တည့်ရက်အားလာရဲ့မှာ သူ့ရဲ့ညီမအယ်လင်ကို အနီးနားကဖီမြို့မှာရှိတဲ့မောင်စီဗီယာမင်းပွဲကို ခေါ်သွားခဲ့တယ်။ ီလိုနဲ့ည၈နာရီမှာမိုက်ကယ်နဲ့အယ်လင်တို့ကအိမ်ကိုပြန်လာခဲ့ကြပြီးတော့အချားညီမတူဖြစ်တဲ့နိုရာကိုခေါ်ပြီးတော့သူတို့ရဲ့ခဲကိုဖြစ်တဲ့မတ်နေရဲ့မြင်းလေးရင်ကိုငားရမ်းပြီးတော့ကတန်ခမ်းမမှာကျင်းပဖို့ရန်စီစဉ်ထားတဲ့အကပွဲကိုတွားရောက်ဖို့ရန်အတွက်အိမ်ကနေပြီးတော့ထွက်ခွာခဲ့ကြတယ်။ဒီလိုနဲ့ည9နာရီအကပွဲရုံကိုရောက်တဲ့အခါမှာအဲ့ဒီအကပွဲကဖြတ်သိမ်းလိုက်ပြီဆိုတာကိုသူကသိလိုက်ရတယ်။ ဒီလိုနဲ့သူတို့သုံးဦးဟာမင်းလဲကိုလှည့်ပြီးတော့အိမ်ကိုပဲပြန်လာခဲ့ကြတယ်။ဒါပေမဲ့သူတို့ကအိမ်ကို လုံးဝ ပြန်မရောက်လာခဲ့ကြဘူး။ဒီလိုနဲ့နောက်တနေ့နနက်အစောပိုင်းကိုရောက်တဲ့အခါမှာသူတို့အမေမေရီမာဖီကစိုးရိမ်လာပြီးတော့သူ့ရဲ့တမတ်ဖြစ်တဲ့ဝီလျံမတ်နေကိုကာတန်ခမောက်ကိုတွားကြတဲ့သူတို့ရဲ့သားသမီးတွေကိုရှာဖွေဖို့ရန်အတွက်လွတ်လိုက်တယ်။ ဒီလိုနဲ့မှန်နေကဂါတန်ကိုသွားတဲ့တန်ဟေလမ်းမပေါ်ရောက်တဲ့အခါမှာသူ့ရဲ့မင်းလဲရင်ရဲ့ထူးခြားတဲ့ခြေရာတွေကိုတွေ့လိုက်ရတယ်။အဲ့ဒါကရင်းရိုင်နေတဲ့ဘင်းရာလို့ဖြစ်နေပြီးတော့လမ်းကနေပြီးတော့ချိုးကွေ့သွားပြီးတောဘက်ကိုဝင်သွားတဲ့အနေအထားကိုတွေ့လိုက်ရတယ်။အဲ့လိုနဲ့မှန်နေကလည်းခြုံတွေထူထပ်နေတဲ့ကြမ်းတမ်းပြီးတော့ကွေ့ကောက်နေတဲ့လမ်းတိုင်းမိုင်းတဝက်ခန့်ကိုခြေရာခံလိုက်သွားပြီးတဲ့နောက် တွားရင်တွားရင်နဲ့ဂါတန်မြို့ကနေပြီးတော့တက်ဒရမနမိုင်ခန့်အထိရောက်သွားခဲ့တယ်။အဲ့လိုနဲ့သူကအဲ့ဒီအနီးနားတဝိုက်ကိုလိုက်ရှာရင်းနဲ့မှလေကွင်းတစ်ခုမှမိုက်ကယ်ရို့မောင်နှမတွေရဲ့အလောင်းကိုတွေ့ရှိခဲ့တယ်။မိုက်ကယ်နဲ့အယ်လင်တို့ဟာတူးနဲ့တူးကြောခိုင်းနေပြီးတော့နပေအကွာတွင်းမှာလဲလောင်းနေခဲ့ပြီးတော့နိုရာကလည်းအရှိတ်ဘက်သူတို့နဲ့28ပေအကွာမှာရှိတဲ့ တတရရက်ခင်းထားတဲ့ကော်စောပေါ်မှာလဲလျောင်းနေတာကိုတွေ့လိုက်ရတယ်။နောက်ပြီးအမျိုးသမီးနှစ်ဦးစလုံးရဲ့လက်တွေကိုကြောနောက်ကိုထားပြီးတော့ပဝါတွေနဲ့ခြေနှောင်ခံထားရတာကိုတွေ့လိုက်ရတယ်။နောက်ပြီးလဲရင်啊ဆိုလို့ရှိရင်လည်းတောင်ဖက်ကိုမျက်နှာမူနေပြီးတော့မိုက်ကယ်ထန်ကနေပြီးတော့18ပေနိုရာထန်ကနေပြီးတော့36ပေအကွာမှာရှိနေခဲ့တယ်။မန်နေရဲ့မင်းကိုကြတော့ ဦးခေါင်းကိုတနက်ဖြစ်ပစ်သက်ခံထားရပြီးတော့လဲရင်ရဲ့ဝင်ရိုးစွန်းတစ်ခုကြားမှာပဲလဲလောင်းနေတဲ့အနေအထားဖြစ်နေခဲ့တယ်။အလောင်းတွေရဲ့ခြေထောက်တွေကတည်တည်ချာချာစီထားပြီးတော့ခြေဖွားတွေကို အနောက်ဖက်ကိုမျက်နှာမူနေတဲ့ပုံစံအနေအထားပြုလုပ်ထားတာကိုတွေ့ခဲ့တယ်။ပြီးတော့လဲလောင်းနေတဲ့ပုံစံအနေအထားတွေကလည်းသရီကံပုံတံဖြစ်နေတာကိုတွေ့ရှိခဲ့တယ်။ အဲ့လိုထူးခြားတဲ့အပြုအမူမျိုးကဩစတြေးလျရာဇဝတ်မှုတမိုင်းတစ်လျှောက်မှာနောက်ထပ်ထပ်မံဖြစ်ပွားခဲ့ခြင်းလုံးဝမရှိတဲ့နှက်နေတဲ့လူတက်မှုပုံစံဖြစ်ဆက်လက်တည်ရှိနေစေဖြစ်တယ်။ဒီရဖြစ်ပျက်ကိုတွေးလိုက်ရတဲ့မှတ်နေကရဲတပ်ဖွဲ့ကို အရင်အကြောင်းကြားရမယ့်အစားဂါတန်မှာရှိတဲ့ Brian Boru Hotel ကိုတွားရောက်ခဲ့ပြီးတော့လူတက်မှုအကြောင်းကိုအဲ့ဒီမှာရှိတဲ့ဧည့်သည်တွေကိုပြောပြခဲ့တယ် အဲ့လိုနဲ့အဲ့ဒီတည်င်းကိုကြားလိုက်ရတဲ့လူရောက်60ခန်းကရာဇဝမှုဖြစ်ပွားတဲ့နေရာကိုအလင်မြေရောက်ရှိလာခဲ့ပြီးတော့တပ်တွေအထောက်သားတွေကိုဖျက်ဆီးသွားစေခဲ့တယ်။အဲ့ဒီနောက်မှာမမန်နေကဂါတန်မျိုးရဲစခန်းတာဝန်ခံယာယီတက်ချက်ဝီလျံအာရီထံဆက်သွယ်ခဲ့ပြီးတော့အဲ့ဒီတက်ချက်ဝီလျံအာရီကနောက်ပိုင်းမှာဘရစ်စဘိန်းကနေပြီးတော့ရဲတပ်ဖွဲ့ဝင်တွေကို ဒီမှုခင်ဖြစ်တဲ့နေရာကိုလာရောက်စုံစမ်းဖွင့်ရန်အတွက်သူကစီစဉ်ခဲ့တယ်။ဒါပေမဲ့လည်းအကြောင်းအကြောင်းကြောင့်နောက်နေမှုတွေဖြစ်ပေါ်စေခဲ့ပြီးတော့စုံစမ်းစစ်ဆေးရဲ့အရာရှိတွေကအလောင်းတွေကို တွေးရှိပြီးတဲ့နောက်58နာရီကြာတဲ့အထိမရောက်လာခဲ့ကြဘူး။အဲ့ဒီ58နာရီကြာပြီးတဲ့နောက်မှာမှပဲသူကရောက်ရှိလာခဲ့ကြတယ်။မိုက်ကယ်ရဲ့အကိုဒန်နီယယ်ကလည်းပရဇဘင်းရဲ့ဌာနချုပ်မှာအရာရှိသူဦးအဖြစ်လောက်ကိုင်းနေတော့ဒီဇင်ဘာလ29ရက်နေ့ ရောက်တဲ့အခါမှာမိသားစုမိတ်ဆွေတို့ထံကနေပြီးတော့လူသက်မှုတွေရဲ့အကြောင်းကိုကျေနပ်ရရှိခဲ့တယ်။အဲ့လိုနဲ့ဒန်နီယယ်က၃ရက်ခွင့်တင်ခဲ့ပြီးတော့ခွင့်ပြုချက်ရရှိတဲ့အခါမှာဂါတန်မြို့ကိုညနေတနာရီမှာထွက်ခွာဖို့ရန်အတွက်ပြုလုပ်ခဲ့တယ်။ဒါပေမဲ့အကြောင်းကြောင်းကြောင့်ပဲယထာလွတ်သွားခဲ့တယ်။အဲ့လိုနဲ့သူက သူ့ရဲ့ရဲဌာနချုပ်ကိုပဲပြန်လာခဲ့တယ်။ အဲ့ဒီကိုရောက်တဲ့အခါမှာရာဇဝတ်စုံစမ်းစစ်ဆေးဌာန CIB ကစုံထောက်တွေနဲ့စစ်ဆေးရေးမှူးဖက်ဒရယ်အခက်တို့ကဘာရေးယူဆောင်ရွက်မှုမှမပြုတ်လို့ပဲဒီတိုင်းနေနေကြတာကိုတွေ့လိုက်ရတယ်။အဲ့လိုနဲ့သူကမဲကြီးရဲ့အခါမှာဒီလူတက်မှုတွေကလိန်လယ်မှုတစ်ခုတာဖြစ်ပြီးတော့ကောလာဟာလတွေပြန့်နှံ့နေတာဖြစ်တယ်ဆိုပြီးတော့ပြန်ဖြေခဲ့ကြတယ်။ဒီလိုနဲ့ဒီဇင်ဘာလ28ရက်ညနေ6:00ကို ရောက်တဲ့အခါမှာ စုံစမ်းစစ်ဆေးမှုအခက်ကို လူတက်မှုတွေကလိန်လယ်မှုလုံးဝမဟုတ်ဘူးဆိုတာကိုအသိပေးခဲ့။ဒါပေမဲ့သူကအဲ့ဒီတဒင်းကတရားဝင်ကျင်းနန်းလမ်းကြောင်းကနေပြီးတော့လာတာမဟုတ်တဲ့အတွက်ကြောင့်မလို့လုံးဝယုံကြည်မှုမရှိခဲ့ပဲနဲ့သူတို့ရဲ့အရာရှိရဲမင်းကြီးကို9နာရီကြာတဲ့အထိလုံးဝအကြောင်းမကြားပဲနေခဲ့။ဒီလိုနဲ့ရဲမင်းကြီးကလူတက်မှုအကြောင်းကိုကြားသိလာရတဲ့အခါမှာတော့ စုံစမ်းစစ်ဆေးမှုအာခတ်ကိုစုံထောက်နှစ်ဦးကိုခေါ်သွားပြီးတော့ချက်ချင်းဂါတန်မြို့ကိုသွားဖို့အမိန့်ပေးခဲ့။ဒါပေမဲ့သူတို့ကဘလောက်ပေါ့ဆလဲဆိုတော့ညတကောင်ရံမှာယထာကထွက်ခွာဖို့ရှိပေမဲ့လေသူတို့အဖွဲ့ကနောက်တနည်းနနက်9နာရီခွဲရောက်တဲ့အခါမှာမှထွက်ခွာခဲ့ကြတယ်။အဲ့ဒါကိုတီးလိုက်ရတဲ့တော်ဝင် ကော်မရှင်ရုံးကနောက်ပိုင်းမှာဒီလောက်ရက်ကိုသူတို့အနေနဲ့လုံးဝနားမလည်နိုင်တော့ဖြစ်ခဲ့ပြီးတော့ရဲလုပ်ငန်းစဉ်မှာ ေါ်ဆပြီးအေးတယူလုံးမှုမရှိတဲ့စနစ်ဆိုးကြီးတည်ရှိနေမှုတွေနဲ့စစ်ဆေးရမှုအာခတ်ရဲ့ပြည်သူအပေါ်လစ်လျူရှုမှုတွေကို ထောက်ပြပြီးတော့ပြင်းထန်စွာဝေဖန်ခံခဲ့ရတယ်။ဒီလိုနဲ့စစ်ဆေးရမှုတွေဂါတာမြို့ကို ရောက်တဲ့အခါမှာအလောင်းတွေကို Brian Boru Hotel ကိုရွှေ့ပြောင်းခဲ့ကြတယ်။ဒီလိုနဲ့ညနေ၄နာရီကို ရောက်တဲ့အခါမှာ Episwork မှာအစိုးရဆေးဘက်ဆိုင်ရာအရာရှိ ေါက်တာဘွန်လော့စ်ဘတ်ရောက်ရှိလာပြီးတော့တနာရီကြာရင်ခွဲစစ်ဆေးမှုကိုစတင်ခဲ့တယ်။အဲ့ဒီစစ်ဆေးမှုမှာမိုက်ကယ်ရဲ့ဦးကောင်းညာဘက်ခြမ်းကိုတနက်ပစ်တက်ခံထားရပြီးသုံးနဲ့အရာတစ်ခုနဲ့ရိုက်နှက်ခံထားရတာကိုတွေ့ရှိခဲ့တယ်။အဲလင်ရဲ့ဦးကောင်းခွန်ဟာလည်းဘယ်ဘက်ခြမ်းကို နှစ်ချက်ရိုက်နှက်ခံထားရတဲ့အတွက်ကြောင့်မလို့ကွဲအပ်နေခဲ့တယ်။သူတို့နှစ်ဦးကိုတွေ့ရှိတဲ့အချိန်မှာအလောင်းတွေရဲ့ဒဏ်ရာတွေနဲ့အနေထားပုံစံအရာ မိုက်ကယ်နဲ့အယ်လင်တို့ဟာရိုက်နှက်ခံရတဲ့အချိန်မှာကြောချင်းကပ်ပြီးမမတ်ထိုင်ခိုင်းထားတာဖြစ်နိုင်တဲ့အကြောင်းညွှန်ပြခဲ့တယ်။နိုရာကိုလည်းဦးကောင်းရဲ့ဘယ်ပတ်ချမ်းကို အုံနောက်တွေထွက်လာတဲ့အချိန်ဦးကောင်းခွန်တွေကိုကြေမော့တော့အောင်ရိုက်နှက်ခံရတာကိုတွေ့ရှိခဲ့တယ်။ဒါပြင် နိုရာရဲ့လေပြင်းမှာတေစေနိုင်လောက်အောင်တင်းကျပ်စွာခြိနှောင်ထားတဲ့မင်းကုံးကြီးတို့ခုကိုလည်းတွေ့ရှိခဲ့တယ်။ ဲ့ဒီမင်းကလေးနှစ်ဦးစလုံးကိုအတ္တမပြုချက်ခံခဲ့ရပြီးတော့သူတို့ရဲ့အဝတ်အစားတွေမှာလည်းတုပ်ပိုးတွေရှိနေတာကိုတွေ့ရှိခဲ့တယ်။ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေကိုချစ်ခြင်းအပြင်ဒီအမျိုးသမီးနှစ်ဦးစလုံးဟာကြာပွတ်နဲ့ရိုက်နှက်ခံထားရပြီးတော့အတ္တမပြုချက်ခံရပုံပေါ်တယ်ဆိုပြီးတော့တွက်ဆခဲ့ကြတယ်။ဒီလိုနဲ့ရဲတွေက ကြာပုတ်ကိုအကျေတမွင့်ရှာဖွေခဲ့ကြပေမဲ့လုံးဝမတွေ့ရှိခဲ့ကြဘူး။မတ်နေဟာနောက်ပိုင်းမှာ ူရဲ့တက်တေခံချက်အရသူဟာမိုက်ကယ်ရဲ့အလောင်းကိုပထမဆုံးတွေ့ရှိတဲ့အချိန်မှာမိုက်ကယ်ရဲ့လက်တွေကိုဗာချီနှောင်ထားခြင်းမှမရှိခဲ့ဘူးဆိုပြီးတော့ထွက်ဆိုခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာသူရဲ့လက်တွေကိုနောက်ပြန်ချီနှောင်ထားခဲ့ပုံယူဆရပြီးတော့လက်တစ်ဖက်မှာလည်းပွင့်နေတဲ့ပတ်စံအိတ်ကိုကင်ထားကြောင်းသူကပြောကြားခဲ့တယ်။ဒါပေမဲ့တချို့တက်တေခံတဲ့သူတွေက သူတို့အလောင်းကိုတွေ့တဲ့အခါမှာ မိုက်ကယ်ရဲ့လက်တွေကိုဘာချီနှောင်ထားခြင်းမှမရှိဘဲနဲ့သူ့အနီးနားမှာမင်းကုံးနီးကျိုးတစ်ချောင်းတာရှိနေပြီးတော့အလောင်းနဲ့မလန်းမကန့်အကွာမှာပတ်စံအိတ်အလွတ်တစ်ခုရှိနေတာကိုပဲတွေ့ခဲ့တယ်ဆိုပြီးတော့ထွက်ဆိုခဲ့ကြတယ်။နောက်ပိုင်းမိုက်ကယ်ရဲ့အလောင်းကိုလူတက်မှုဖြစ်ပွားရာကနေပြီးတော့ဖယ်ရှားတဲ့အခါမှာလက်တွေကိုချီနှောင်ထားခြင်းမရှိဘဲနဲ့သူ့ရဲ့လက်နှစ်ဖက်ကြားမှာမင်းကုံးနီးကျိုးတစ်ချောင်းကိုတွေ့ခဲ့ရပြီးတော့ လက်တစ်ဖက်မှာလည်းပတ်စံအဲ့အလွတ်ကိုကင်ထားတာကိုတွေ့ရှိခဲ့ကြတယ်။အလောင်းကိုမရှင်းလင်းခင်တညမှာပတ်စံအဲ့ထဲမှာ15ရှီလင်းလို့ယူဆရတဲ့ယခုခေတ်ငွေဈေးနဲ့တွက်မယ်ဆိုရင်ဒေါ်လာ100နဲ့ညီမျှတဲ့ငွေတင်းကားပြားရှိကြောင်းနဲ့ဒီတင်းကားပြားတွေရှိနေတာကိုသိရှိတဲ့အတွက်ကြောင့်မလို့သုံးစုံတူကပတ်စံအဲ့ကိုယူဖို့ရန်အတွက်မိုက်ကယ်ရဲ့ကြိုးကိုဖြေလျှော့ပေးခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့ခံမှန်းခဲ့ကြတယ်။ ဒီတော့အဲ့ဒီလူဟာအခင်းဖြစ်တဲ့နေရာကိုလာကြည့်တဲ့ဂီဘတ်ဆိုတဲ့သူဒါမှမဟုတ်ရင်အလောင်းကို ပထမဆုံးတွေ့တဲ့မတ်နေကပဲပတ်စံအိတ်ကို ယူသွားပြီးတော့အထဲကငွေတင်းကားပြားတွေကိုယူသွားတာဖြစ်နိုင်တယ်ဆိုပြီးတော့တန်တရားဖြစ်ခဲ့ကြတယ်။အလောင်းတွေကိုမင်းတွေ့ခဲ့သူများထံမှသစင်တွေ့ဆုံမင်းမြန်ချက်အရာ Queensland ရဲတပ်ဖွဲ့ QPS က Michael ဟာဦးခေါင်းကိုတနက်ဖြစ်ပစ်တက်ခံရတာဖြစ်နိုင်တယ်လို့ဆုံးဖြတ်ခဲ့ကြပေမဲ့ ြည်စံကိုရှာဖွေဖို့ရန်အတွက်တောင်းဆိုတဲ့အခါမှာဒေါက်တာဘွန်လော့စ်ဘက်ကလုံးဝမတွေ့ရှိခဲ့ဘူးဆိုပြီးတော့ဖြေကြားခဲ့တယ်။ဒီလိုနဲ့အလောင်းတွေကိုစစ်ဆေးပြီးပြီလို့ဆိုတာမြုံနံပြစ်ခဲ့ကြတယ်။ဒါပေမဲ့မကြပါဘူးအလောင်း၃ခုစလုံးကိုပြန်လည်တူးဖော်ဖို့ရန်အတွက်အမိန့်ပေးလာတဲ့အခါမှာမူလရင်ခွဲစစ်ဆေးမှုတွေကအပေါ်ယံစစ်ဆေးမှုတွေထက်မပိုဘူးဆိုတာကိုတွေ့ရှိခဲ့တယ်။အလောင်းတွေကအတော်တန်ပုတ်တိုးနေပေမဲ့ မိုက်ကဲဦးကောင်းရဲ့ညာဘက်ခြမ်းမှာအမှန်တကယ်ပဲတနက်ပစ်ခံခဲ့ရတာကိုတွေ့ရှိခဲ့တယ်။နောက်ပြီးအဲ့ဒီတနက်ဒဏ်ရာမှာပဲသုံးသောအရာဝတ္ထုတစ်ခုနဲ့ထပ်မံရိုက်နှက်ခံထားရတာကိုတွေ့ရှိခဲ့ပြန်တယ်။နောက်ပိုင်းမှာတော့သူတို့စစ်ဆေးချက်အရအဲ့ဒီအရိုက်နှက်ခံထားရတဲ့ဒဏ်ရာကကြည်စံပေါက်ကိုတစိုက်တစ်ပိုင်းဖုံးကွယ်ထားတာဖြစ်နိုင်တယ်ဆိုတာကိုသိရှိခဲ့ကြတယ် ဒီလိုနဲ့ကြည်စံကိုဥကောင်းခွန်ကနေပြီးတော့ပြန်လဲရယူနိုင်ခဲ့ကြတယ်။နောက်ပိုင်းမှာတရားသူကြီးဝင်ဂစ်ကမာဖီမောင်နှမအလောင်းတွေရဲ့မြုံနံမှုကိုတေဝင်ခုပြွတ်ချက်မရှိပဲသူကိုယ်တိုင်အမိန့်ပေးခဲ့ကြောင်းတတ်သိခံခဲ့တယ်။အကြောင်းကတော့ဒေါက်တာဘွန်လော့စ်ဘက်ကဗာကြည်စံမှ ရှောင်မတွေ့ခဲ့ဘူးလို့ဆိုပေမဲ့သူနဲ့အတူဒီအလောင်းကိုမြုပ်ရမလားဒီတိုင်းဆက်ထားရမလားဆိုတာနဲ့ပတ်သက်တဲ့ ဘာမိတ်စာမှရောက်မလာတော့သူ့အနေနဲ့ရင်ခွဲစစ်ဆေးမှုတွေပြီးစီးပြီလို့ယုံကြည်တဲ့အတွက်ကြောင့်မလို့ဖြစ်တယ်။ပြီးတော့အလောင်းကလည်းအတော်တန်ပုတ်လာတဲ့အခါမှာ Epic Switch မှာ အမိတ်စာတစ်ဆောင်းနောက်မှရောက်လာလိမ့်မယ်လို့သူ့အနေနဲ့ယူဆခဲ့တဲ့အတွက်ကြောင့်မလို့မြုံနှံစေခဲ့တာဖြစ်တယ်ဆိုပြီးတော့ရှင်းပြခဲ့တယ်။ Queensland ရဲဌာန QPS ကလက်ထောက်စစ်ဆေးရေးမှူး Basil Gabriel ကဒေါက်တာ Bonlosbeck က ရင်ခွဲစစ်ဆေးမှုတွေပြီးစီးသွားပြီလို့ဆိုပြီးတော့ထွက်ပေါက်မရှိတဲ့ကြည်စံပေါက်တဲ့သူရဲ့အရာကိုတွေးရှိခဲ့ပေမဲ့ဦးကောင်းခွန်ထဲမှာဘာကြည်စံမှမတွေးရှိတဲ့အကြောင်းသူ့ကို ပြောကြားခဲ့တယ်ဆိုပြီးတော့သူကတက်တေခံခဲ့တယ်။ဒေါက်တာဘွန်လော့စ်ဘက်ကလည်းသူ့အနေနဲ့အဲ့ဒီအချိန်တုန်းကသွေးစိတ်တက်နေတဲ့အတွက်ကြောင့်ရင်ခွဲစစ်ဆေးမှုကို လုံးဝမပြုတ်လောက်ခဲ့ဘူး။ဒါပေမဲ့အလောင်းတွေကိုမမြုပ်နှံပဲဒီတိုင်းထားဖို့ကို စစ်ဆေးရင်းမှု ဘာစီဂေဘရစ်ကိုအကြံပေးပြောကြားခဲ့တယ်ဆိုပြီးတော့ပြန်ပြီးတော့ထွက်ဆိုခဲ့တယ်။ဆေးရီဂျော့ချ်ဘိန်းစ်ကလည်းသူကသူတို့အဲ့လိုစကားပြောဆိုတဲ့အချိန်မှာသူရောအဲ့ဒီမှာရှိနေခဲ့ပြီးတော့ဒေါက်တာဘွန်လော့စ်ဘက်က သူတွေးစိတ်သက်နေတဲ့အတွက်ကြောင့်ရင်ခွေးစစ်ဆေးမှုတွေမပြီးဆုံးသေးကြောင်းနောက်ပြီးတော့စစ်ဆေးရမှုဘာစီဂေဘရစ်ကို အလောင်းတွေကိုမမြုပ်နှံဖို့ရန်တောင်းဆိုမှုတွေကို မပြောခဲ့ကြောင်းတတ်သိခံခဲ့တယ်။ထပ်ပြီးတော့ ဒေါက်တာဘွန်လော့စ်ဘက်ကလည်းသူ့အနေနဲ့ဆေးဂျော့ချ်ဘိန်းစ်ကိုရခင်ကတကားမှမမြင်ဘူးကြောင့်လည်းတကယ်လို့သူအဲ့ဒီနေရာမှာရှိနေခဲ့ရင်တော့မှငါပြောခဲ့တဲ့စကားတွေကတိုးတိုးလေးပြောခဲ့တဲ့အတွက်ကြောင့်မလို့သူမကြားတာဖြစ်နိုင်တယ်ဆိုပြီးတော့ပြန်လည်ညင်းဆိုခဲ့တယ်။နောက်ပြီးအဲ့ဒီမှုခင်းဖြစ်တဲ့ဒီဇင်ဘာလ29ရက်နေ့နနက်9:15မိနစ်မှာမှတ်နေတဲ့ရောက်တက်ချက်အာရီတန်ဆက်သွယ်ခဲ့ပြီးတော့သူတို့နှစ်ဦးစလုံးဟာ လူတက်မှုဖြစ်ပွားရာနေရာကိုမင်းစီးပြီးတော့သွားခဲ့ကြတယ်။အဲ့ဒီကိုရောက်တဲ့အခါမှာမိနစ်30ကြာအလောင်းတွေနောက်ဆောင်ခဲ့ပြီးတဲ့နောက်တက်ချက်အရယ်ကဘရစဘင်းရဲမင်းကြီးထံဂျေးနန်ပို့ဖို့ရန်ဂတ်တန်ကို ပြန်သွားခဲ့တယ်။သူမသွားခင်မှာအဲ့ဒီမှုခင်းဖြစ်တဲ့နေရာမှာတီးတွေ့ခြင်းမပြုလို့ရမဝင်ရစားတဲ့သားမစ္စာတစ်ခုမှရိမ်းမက်ခဲ့ခြင်းမပြုလို့ခဲ့ဘူး။ပြီးတော့လက်ရှိလာရောက်ကြည့်ရှုတဲ့လူတွေကို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဘသူ့ကိုမှမေးမြန်းစုံစမ်းခြင်းမပြုလုပ်ခဲ့ပြန်ဘူးဒီလိုနဲ့စုယုံရောက်ရှိနေတဲ့လူအများပြားထံကနေပြီးတော့သူဟာအဲ့ဒီနေရာကိုကာကွယ်ဖို့ဘာဆိုဘာမှကြိုးပမ်းမှုမပြုလုပ်ခဲ့ပဲဂါတန်ကိုထွက်ခွာခဲ့တယ်ဂါတန်ကိုရောက်တဲ့အခါမှာတကြအရယ်ကဂျင်းနန်းကိုအေးဘောဆိုပြီးမှတ်သားပြီးတော့ပေးပို့ဖို့ရန်အတွက်တောင်းဆိုခဲ့ပေမဲ့လေအဲ့ဒီမှာအလုံးလုံးတဲ့ရဲတပ်ဖွဲ့တွေက မြင်းမှာအရေးပေါ်ကျေနပ်တွေပို့ဖို့အခွင့်အာဏာမရှိဘူးဆိုပြီးပြောကြားချင်းခံခဲ့ရတယ်။ဒါပေမဲ့တကယ်တော့ဒါတွေကမမှန်ကန်ခဲ့ဘူး။တကယ်တော့တက်ချက်အရင်မှာအဲ့လိုပို့ဖို့အခွင့်အာဏာရှိခဲ့တယ်။ဒါပေမဲ့ဒါကိုသူကမသိရှိခဲ့ဘူး။နောက်ပြီးတော့ကျေနပ်ပို့ပြီးတဲ့အချိန်အဲ့ဒီရုံးမှာအလွတ်လုတဲ့သူတွေကိုကျေနပ်အကြောင်းပြန်လာလို့ရှိရင်သူ့စီကိုအတိပေးဖို့စီစဉ်မှုတွေပြုလုပ်ပြီးတော့ချက်ချင်းမှုခင်ပြတဲ့နေရာကို ြန်လာပြီးစောင့်ဆိုင်တော်မျိုးမပြုတ်လုပ်ပဲနဲ့အကြောင်းပြန်ကြောင်းမှုကိုစောင့်ဆိုင်နေတဲ့အတွက်ကြောင့်မလို့တော်ဝင်ကော်မရှင်ရောကသူ့ကိုဝေဖန်ခဲ့တယ်။အဲ့လိုနဲ့အဲ့ဒီဂျေးနန်းကဘရစ်ဘင်ရဲဌာနချုပ်ကိုနေ့လယ်12:52မိနစ်မှာရောက်ရှိခဲ့ပေမဲ့လည်းအများပြည်သူရုံးပေးရဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တနည်းနနက်9:00နာရီဒီဇင်ဘာလ28ရက်အထိဖွင့်ကြည့်ခဲ့ခြင်းမရှိခဲ့ကြဘူး။အဲ့ဒီတော့အတွင်းတက်ချက်အရယ်က ဘာဇဘင်းကိုကျင်းနှန်းနဲ့ပို့နေစဉ်အတွင်းမှာတရားသူကြီးသောမတ်ဝစ်ဆန်နဲ့ဖနှက်ချုပ်သမားဝီလျံဒေးဗစ်တို့ကိုလူတက်မှုဖြစ်ပွားရနေရာကိုစောင့်ရှောက်ပေးဖို့ရန်တာဝန်ပေးအပ်ခဲ့တယ်။ဒါပေမဲ့လည်းအဲ့ဒီနှစ်ယောက်စလုံးကတက်ချက်အရရဲ့တာဝန်ပေးအပ်မှုကိုမထမ်းဆောင်ခဲ့ပင်နဲ့အဲ့ဒီမှုခင်းနေရာကိုတက်တဲ့အထောက်အထားတွေပျက်စီးသွားစေခဲ့တယ်။ ဒီလိုနဲ့1899ခုနှစ်ဇန်နဝါရီလ3ရက်နေ့ရောက်တဲ့အခါမှာ Queensland အစိုးရကလူသက်သမားတွေကိုဖမ်းဆီးနိုင်ပြီးတော့ပစ်တံချမှတ်နိုင်မဲ့တည်င်းအချက်လက်တွေကိုပေးတဲ့သူတွေကိုပေါင်တထောင်စုငွေချင်းမြင့်မယ်ဆိုပြီးတော့ထုတ်ပြန်ခဲ့တယ်။အဲ့လိုနဲ့ခရီးသွားအလုပ်သမားတွေနဲ့မိသားစုဝင်တွေအပါအဝင် လူအများအပြားကိုတန်တရားဝင်ခဲ့ကြပေမဲ့ငါးလကြာစုံစမ်းစစ်ဆေးမှုအပြီးမှာ ဘသူကမှလူတတ်မှုဖြစ်ဆွဲချက်တင်နိုင်ခဲ့ခြင်းမရှိခဲ့ဘူး။ Queensland ရဲဌာန QPS ရဲ့ရာဇဝတ်မှုကိုဖြေရှင်းဖို့ပြက်ကွက်မှုတွေဟာဖုံးကွယ်မှုတွေရှိနိုင်တယ်ဆိုပြီးတော့လဲဆွဆွဲချက်တွေရရှိခဲ့တယ်။နောက်ပြီးမာဖီမိသားစုဝင်အတွင်းမှာလည်းလင်တူဆက်ဆံမှုတွေရှိတယ်ဆိုတဲ့ကောလာဟာလမျိုးစုံတွေလည်းပြန့်နှံ့ခဲ့တယ်။ဒါပေမဲ့အဲ့ဒီဆွဆွဲချက်တွေဟာနောက်ပိုင်းမှာဘယ်တော့အခါမှဘဒူးမှဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ဘူး။ အဲ့လိုနဲ့ကာတန်လူတက်မှုတွေတဲ့မှာတန်တရားရှိသူ လူပေါင်းတထောင်ကျော်ကိုရဲတပ်ဖွဲ့တွေစစ်ဆေးမင်းမြန်းခဲ့တဲ့ကြေကြေပြန့်ပြန့်စုံစမ်းစစ်ဆေးမှုကာလအတွင်းမှာလူအများအပြားတန်တရားဝန်ခံခဲ့ရတယ်။အဲ့ဒီအထဲမှာမှအဓိကတန်တရားရှိသူတွေဖြင့်ပေါ်ထုတ်ခံခဲ့ရတဲ့သူတွေကတော့ Richard Burgess နဲ့ Thomas Day တို့ပဲဖြစ်တယ်။ Richard Burgess ကမကြသေးမီကမှလွတ်မြောက်လာတဲ့အကျဉ်းသားတအုပ်ဖြစ်ပြီးတော့ တော်ထဲမှာလဲ့လေသွားလာနေတဲ့သူတို့ဖြစ်တယ်။သူရဲ့ပြင်းမှုမှတ်တမ်းတွေထဲမှာအ ਨੇ ဆုံးအကျိန်၁၂ကျိန်လူကိုတိုက်ခိုက်မှုနဲ့အခြားပြင်းမှုများပါဝင်ကြောက်မက်ဖွယ်ရာရာဇဝတ်မှုမှတ်တမ်းတွေရှိနေခဲ့တယ်။အဲ့ဒီထဲမှာတချို့ဟာအကြမ်းဖက်မှုတွေပါဝင်နေခဲ့တယ်။အမျိုးသမီးတွေနဲ့ကလေးတွေကိုအ ਨੇ ဆုံး၁၃ကျိန်တိုက်ခိုက်တဲ့အမှုလက်နက်ကင်ပြီးလူရက်မှုအပြင်မင်းနဲ့ကျဲနွားခိုးယူမှု၇ကျိန်နဲ့လူတက်မှု၁ကျိန်တို့အတွက် ြစ်တန်ချမှတ်ခံထားရတဲ့အမှုတွေဖြစ်နေခဲ့တယ်။ဒါပေမဲ့လူတက်မှုတွေဖြစ်ပွားချိန်အတွက် သူ့မှာခိုင်လုံတဲ့အကြောင်းပြချက်ရှိခဲ့ပြီးတော့အဲ့ဒါကိုရဲတွေကသူ့ရဲ့လှုပ်ရှားမှုများကိုစစ်ဆေးပြီးသူ့ကိုမြင်တွေ့ခဲ့တဲ့ဒေသခံတွေကိုမဲမြတ်မှုပြုလုပ်ပြီးတော့အတည်ပြုခဲ့တယ်။အဲ့ဒီအချက်တွေကရဲတွေကို ခိုင်လုံတဲ့အကြောင်းပြချက်တွေကို ပေးနိုင်ခဲ့ပြီးတော့စိတ်ကြေနေစေခဲ့တယ်။သူကခရစ်စမတ်နောက်တည့်ရက်လူသက်မှုဖြစ်ပွားတဲ့နေ့ ညနေပိုင်းမှာဂါတန်ခရိုင်မှာအရက်တောက်နေကြောင်းသိရှိခဲ့ရတယ်။နောက်ပြီးလူတက်မှုဖြစ်ပွားပြီးတဲ့နောက်တစ်ရက်မှာသူကဂါတန်မြို့ကနေပြီးတော့ထွက်ခွာသွားခဲ့တယ်ဆိုတဲ့ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိတဲ့အတွက်ကြောင့်မလို့ဒီအမှုကနေပြီးတော့လွတ်သွားခဲ့တယ်။ဒုတိယတန်တရားရှိတဲ့သူကတောမတ်စ်ဒေးဆိုတဲ့သူဖြစ်တယ်။ဒေးကဂါတန်အသားဆိုင်မှာအလုတ်သမားအဖြစ်အလုတ်လုတ်ကင်ခဲ့ပြီးတော့လူတက်မှုဖြစ်ပွားရာနေရာကနေပြီးတော့မှာ ပေ900ခန့်အကွာမှာရှိတဲ့တဲတစ်ခုမှာနေထိုင်နေသူဖြစ်တယ်။သူကအဲ့ဒီမုခင်ပြတဲ့ညမှာမာဖီမောင်နှမတွေပျောက်ဆုံးသွားတဲ့လမ်းအတိုင်းခြောက်သွားနေတာကိုလူအများပြားကတွေ့မြင်ခဲ့ကြတယ်။တက်တဲ့တူထွက်ဆိုချက်အရာရဲ့အနေငယ်အကြောင်းကဒေးကသွေးပင်နေတဲ့အင်ဂျီလက်ရှိကိုဆေးကြောနေတာကိုတွေ့ရှိခဲ့တယ်ဆိုပြီးတော့ထွက်ဆိုခဲ့တယ်။ဒါပြင်တက်ချက်တူတော်ဝင်ကော်မရှင်မှာတက်တဲ့ခံခဲ့တဲ့အထင်းမှာ ်ကာတန်လူတက်မှုများမဖြစ်ပွားမီရတတပတ်အနေငယ်အလိုမှာ အနီးနားမှာရှိတဲ့အော့စလေးစင်ချေပုံးရက်ွက်မှာလူတက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီထဲမှာဒေးပါဝင် ပတ်သက်နေတယ်ဆိုပြီးသူကတန်တရားရှိနေကြောင်းနဲ့အဲ့ဒီရာဇဝမှုနှစ်ခုစလုံးမှာ သူညီတဲ့တနတ်ကိုအသုံးပြုခဲ့ကြောင်းပြောကြားခဲ့တယ်။ဒါပေမဲ့သူ့အင်ဂျီမှာစွန်းနေတဲ့သွေးတွေကလူသွေးလားတရိစံသွေးလားဆိုတော့ကိုမသေးချခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့သူကအသားဆိုင်မှာလှုပ်လှုပ်တဲ့အတွက်ကြောင့်မလို့ဒီသွေးတွေဟာတရိတ်ဆန်သွေးလည်းဖြစ်နိုင်တယ်ဆိုပြီးတော့ယူဆခဲ့ကြတယ်။ပြီးတော့သူပြောတဲ့တနက်ကိုလည်းလုံးဝရှာမသွေးခဲ့ကြဘူး။ဒီလိုအကြောင်းကြောင်းတွေကြောင့်ပဲတက်တယ်မပြနိုင်တဲ့အတွက်တရားဆွဲဆောင်မှုမပြုလုပ်နိုင်ခဲ့ဘူး။ဒီလိုနဲ့တိတ်မကြခင်မှာပဲဒေးဟာအော်စတြေးလျတက်မတော်မှာစီးရင်ပေးခဲ့ပြီးတော့တာဝန်ထမ်းဆောင်ခဲ့တယ် ါပေမဲ့1899ခုနှစ်မေလရဲကိုရောက်တဲ့အခါမှာသူဟာတက်ပြေးသွားခဲ့တယ်။ဒီလိုနဲ့1906ခုနှစ်ကိုရောက်တဲ့အခါမှာအော့စလေရက်ကွက်လူတက်မှုနဲ့ဂါတန်လူ3ဦးလူတက်မှုတွေမှာအသုံးပြုခဲ့တဲ့ကြည်အရေအတွက်နဲ့တူညီတဲ့ကြည်လေးတောင်ပြစ်ပြေးတာတနတ်တလက်ကိုဒေးအလုတ်လုတ်ခဲ့တဲ့အသားဆိုင်အနီးမှာတွေ့ရှိခဲ့တယ်။ဒါပေမဲ့သူကတက်ပြေးဖြစ်သွားတဲ့အတွက်ကြောင့်မလို့သူ့ကိုလုံးဝပြန်မရှာဖွေနိုင်ခဲ့ဘူး။ ဒီလိုနဲ့ပဲကာတန်လူတက်မှုဟာတနိုင်ငံလုံးကိုထိမ့်လိုက်ခြင်းနဲ့ဒေါ်လာထက်ခြင်းကိုဖြစ်ပေါ်စေခဲ့ပြီးတော့ Queensland ရဲတပ်ဖွဲ့ QPS ဟာဒီအမှုနဲ့ Australia လူတက်မှုနှစ်ခုစလုံးကိုကင်တွေဖြည့်ရှင်းတဲ့နေရာမှာလွဲမမှုပေါ်ဆမှုတွေရှိနေခဲ့တဲ့အတွက်1899ခုနှစ်မှာတော်ဝင်ကော်မရှင်ရဲ့စုံစမ်းစစ်ဆေးမှုကိုခံခဲ့ရတယ်။သူတို့စစ်ဆေးတွေ့ရှိချက်တွေအရ Queensland ရဲဌာန QPS ဟာကိုလိုနီနယ်မြေမှာရှိတဲ့ ပြည်သူတွေမျော်လင့်နေတဲ့ဒီပြင်းထန်တဲ့ရာဇဝမှုတွေကိုထိရောက်စွာကင်တွယ်ပြေရှင်းနိုင်ရန်အတွက်တာဝန်ပြက်ကွက်ခဲ့တယ်။ပြီးတော့စီးလုံးညီညွတ်မှုနဲ့ထိရောက်တဲ့စီမံခန့်ခွဲမှုအားနည်းခြင်းတွေကိုတွေ့ရှိခဲ့တယ်။ဒါပြင် ကော်မရှင်ကစုံစမ်းစစ်ဆေးရေးမှု Factory Archive ကိုစုံစမ်းစစ်ဆေးဌာန CIB ကနေပြောင်းရွှေ့ဖို့ရန်ချမှတ်ခဲ့တယ်။နောက်ပြီးတော့စုံစမ်းစစ်ဆေးဌာနခွဲရဲ့ အကြီးအကဲရာထူအတွက်ပုံမအရေးချင်းပြည့်မီသူတူကိုခန့်အပ်ဖို့ရန်အတွက် အကြံပြုခဲ့တယ်။ဒီလိုနဲ့ဒီအမှုဟာနှစ်ပေါင်း128နှစ်ကြာတဲ့ယခုအချိန်ထိမဖြေရှင်းနိုင်ခဲ့တဲ့အမှုအဖြစ်ဆက်လက်ကြန့်ရှိနေစေဖြစ်တယ်။ကျွန်တော်အနေနဲ့ဒီမှုခင်းမှာကျွလွန်ခဲ့တဲ့တရေခန့်တွေကိုမဖန်ဆီးလိုက်နိုင်ခဲ့တာကရဲတွေရဲ့ပေါ်ဆောင်မှုကြောင့်လို့မြင်မိတယ်။တကယ်လို့ရဲတွေတော့စစောရောက်ခဲ့လို့ရှိရင တက်တဲ့ထောက်ထားတွေအမြန်ဆုံးစုဆောင်မိပြီးတော့ဒီကျွလွန်တဲ့တရေခေါင်ကိုဖမ်းမိနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်။နောက်ပြီးသူတို့ကနရက်ကြတဲ့အထိမလာရောက်ရှိခဲ့တဲ့အတွက်ကြောင့်မလို့အလောင်းတွေကလည်းဒီမှုခင်းဖြစ်တဲ့နေရာမှာနေညာဒီတိုင်းပဲရှိနေခဲ့တယ်။အဲ့တော့လာရောက်ကြည့်ရှိရတဲ့လူတွေကဒီအလောင်းတွေကိုထိတွေ့ကင်တွေ့တာမျိုးတွေပြုလုပ်ကောင်းပြုလုပ်နိုင်လိမ့်မယ်။အဲ့တော့ဒီအလောင်းတွေရဲ့ပုံသဏ္ဍာန်အနေအထားတွေကလည်းပျက်စီးသွားခဲ့ပြီးတော့တက်တဲ့ထောက်ထားတွေလည်း ောက်ဖြတ်သွားတာလို့ကျွန်တော်အနေနဲ့ယူဆမိတယ်။နောက်ပြီးသူတို့ကနှစ်ရက်ကြာမှရောက်ရှိလာတဲ့အတွက်ကြောင့်မလို့ဒီကြားကာလတွေမှာလူသက်သမားတွေကလည်းလာရောက်ကြည့်ရှုတဲ့လူတွေဖြစ်ဟန်ဆောင်ပြီးတော့တတ်တယ်ထောက်သားတွေဖြစ်စည်းကောင်းအာဒီဖြစ်စည်းသွားတာလို့လည်းကျွန်တော်အနေနဲ့ထပ်မံပြီးတော့ယူဆမိတယ်။နောက်ပြီးပို့ဆိုးတာကအဲ့ဒီခေတုံးကလက်ဘွေရာတွေကိုစစ်ဆေးတဲ့ခရီးရာတွေလည်းမရှိတဲ့အတွက်ကြောင့်မလို့ဒီကျူးလွန်တဲ့လူတွေကိုစုံစမ်းစစ်ဆေးဖို့ရန် ော်ထုတ်ပြရန်အတွက်ခက်ခဲခဲ့တာဖြစ်နိုင်တယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်အဲ့တော့တငယ်ချင်းတို့ရောဘယ်လိုချင်လဲကောင်းမမမှန်သွားခဲ့ပါအောင်နော်ဒီတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးဘိုင်ဘိုင်